မင်္ဂလာပါညရှိခွာဆာဆာမနှုတ်ခွန်းစကားပါရယ်ဇွန်လ14ရက်2025ခုနှစ်စနေနေ့အချနုတ်ဒီဖွာဂရီကပင်ကိုရိုကိုမီဝဲပါပြီအမိဝမ်းတွင်းမှဆာရီဂျီရှိုကိုခံရပါပြီ92ခုမြောက်သောဆာလက်အခန်းငယ်6ခေါင်းစဉ်ကအဖာဖရာသခင် တော်စရာအမည်ရှိရှမ်းအမျိုးသမီးသည်ဖျားခင်ဆုံးဘက်သောချင်းလူမျိုးခင်မုန်တဲ့နှင့်ပျော်ရွှင်စွာနေထိုင်ရင်းသမီးကလေးတယောက်ကိုရခဲ့ပါသည်။လိမ္မာသောသမီးကလေးဖြစ်ပါသည်။ဖျားဝင်ချင်း၍မိဘကိုလေးယူသေးပါ၏။ ဖျားခင်ရှင်မှာမျက်နာရတော်သူလည်းဖြစ်ပါသည် အချိန်ကာလကြာနေသမီးကလေးကအရွေးရောက်လာ၍ဖားကြီးကအိုမေကကျမ်းမာရင်ချွေလာပါသည်ဖားကြီးဖြစ်သူ၌ကြောက်ကပ်ဖြစ်စဉ်သောဝေဒနာကင်းကြီးကနောက်ဆုံးမှာတော့တည်ဆိုးရသာရှိပါတော့သည်သမီးကလေးကကြောက်ကပ်တမုံပင်းလေးအစားထိုးကုသ၍အသက်ရှင်လမ်းကြောင်းရှိကြောင်းဆရာဝန်ကပြောပါသည် သမီးကလေးကဖားကြီးကိုချီ၍ကြောက်ကပ်တလုံးပေးမိပြီးသောအခါဖားကြီးကလက်မခံပါ ားချောင်းများအသက်ရှင်ရလန်းကိုမရွေးချယ်ပဲမြင်းပင်ရပါတည်းဟုကျွန်တော်ကမင်းနဲ့ကိုဖားကြီးကအမိကလေးစီကကြောက်ကကိုမယူရပါဘူးကျွန်တော်သမီးကိုကျွန်တော်မွေးလာတာရှင်တကောင်ကရင်တော့ကျွန်တော်မခံစားနိုင်အောင်ချစ်ခဲ့တာဆရာတိတာပဲသူ့ကိုခွဲစီပြီးကြောက်ကထုတ်မိမဲ့ရွှေကျွန်တော်ရင်ခွဲမှာပဲသမီးကလေးကိုဖေးအနာမှမဖြစ်စေချင်ဘူး ။တမီးကလေးနာမကိုကျွန်တော်မကြည့်ရဘူး။ကျွန်တော်ပဲအတီခံလိုက်မယ်ဟုပြောပါ၏။သူပြောသည့်အတိုင်းပဲတကယ်ကြောက်ကတ်ကိုအစာမထိုးဘဲနေ၍နောက်ဆုံးမှာတော့လောကကိုရှင်ပွားခဲ့ပါ၏။ အမိကလေးကိုနာကျင်မှုတစ်ခုမဖြစ်စေချင်သောဖခင်မေတ္တာသည်လေးစားထိုက်ပါ၏ဖခင်ချင်းချင်းမေတ္တာနေပြီးနိုင်ရှင်တင်စား၍ရနိုင်သောမေတ္တာမျိုးဖြစ်ပါ၏ဖခင်သည်သားမီးများကိုချစ်တော်လဲပြုစုတော်လဲမိခင်များလောက်တော်မေတ္တာပြခြင်းမရှိ၍မတိတာရာမျိုးအမှန်ရှိပါ၏မေတ္တာပြခြင်းမှာအားနေတော်လဲသားမီးများကိုမေတ္တာရှိခြင်းနှင့်မေတ္တာထားခြင်းရာမှာနိုင်ရှင်မရနိုင်ပါ ။ဘုရားခင်ဒီနဲ့ကျွန်တော်တို့ဤဖခင်ဖြစ်ပါသည်။ဤဖခင်ဒီကျွန်တော်တို့ကိုမေတ္တာရှိပါ၏။မေတ္တာထားပါ၏။မေတ္တာပြခြင်းရှိခြင်းမရှိမီအချို့သားသမီးများကတော့မေတ္တာပြပါလိမ့်မည်။မိတို့မဖြစ်စေသားသမီးကိုမနာကျင်စင်လိုသောစိတ်ရင်းကတော့တင်ချပေါ့ရှိပါ၏။ထို့ကြောင့်ကျွန်တော်တို့ခံရမည့်စည်ရဲ့ခြင်းကျွန်တော်တို့ထားရမည့်လောဘကတိုင်းကိုသူဝဲခံယူသူဝဲထမ်းရွက်ခဲ့တာပါ။ဟာခင်မြားရဲ့မေတ္တာ ဖခင်တို့၏စေတနာ အဖဖျားခင်မြစ်တာအဖဖျားခင်စေတနာကိုတိမတ်ကြပါပါအားလုံးဖျားခင်ကောင်းပြီးပါစေ။